အားလုံးပဲမင်္ဂလာပါတရှင်တွေကကြိုဆိုလိုက်ပါတယ် Great Dan Trico ဟာ Trico သင်္ကန်းစာရဲ့အခြေခံဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရက်ကဒီအချိုးဆက်ဆက်နေတဲ့ပုံစံနည်းနဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေတင်ပေးထားပါတယ်နောက်တစ်ခါ special angle ရဲ့เนาะ table လေးပေါ့เนาะ table လေးဖြည့်နည်းရဆနဲ့ဒီရက်တင်ပေးထားတာလေးတွေရှိပါတယ်အဲ့ဒါလေးတွေဟာ Trico ရဲ့မိခွန်းတွေကို တွက်တိုင်းတွက်တိုင်းဒါဟာ သိနေရမယ်เนาะသင်ခန်းစာလေးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့မကြည့်ရသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးတွေကိုကြည့်စေချင်ပါတယ်အခုဒီချက်ရှင်းပြတာလေးကိုလည်းကြည့်ရအောင်เนาะနံပါတ်စီလေးက angle c equal to 90 degree angle a equal to 30 degree a equal to 6 root 3เนาะအောက်မှာဖြစ်တဲ့နေရာမှာ c ဆိုတဲ့အက္ခရာလေးတောင်းပို့เนาะနောက်တောင်း a ပေးထားတယ်เนาะ a အနာအိမ်လေးပေးထားတယ်6 root 3ဒါလေးပေးထားတယ်အဲ့တော့ဒီတစ်ခါဒီ share တို့ရှားရမှာကเนาะ down တထောင်ရှားရမယ် down b ရှားရမယ်နောက်တစ်ခါအနာ b ရှားမယ် now အနာ c ရှားရအဲ့တော့ down အရင်ရှားမှာပေါ့เนาะဆိုတော့ angle b equal to 90 degree minus 30 degree အဲ့တော့ angle B equal to 60 degree လာနောက်တစ်ခါ B နဲ့ C ကြိုက်တာအရင်ရှာလို့ရတယ် B ကိုရှာမယ်ပေါ့နော် B ရှာလို့ရှိရင် B နဲ့ A နဲ့အချိုးရှာမှာပေါ့အဲ့တော့ B နဲ့ A နဲ့ကိုဒီရှာရို့ဒေါက် A နဲ့ပဲကြည့်မှာနော်ဆိုတော့ down a နဲ့ပဲကြည့်မယ်ဆိုရင်ဒါနေဆက်အနောက်မျက်နှာချင်းဆိုင်နာနဲ့စားတဲ့အတွဲဒါဒီ cot အချိုးဖြစ်ပါတယ် เนาะ cot 30 degree ပေါ့ဆိုတော့ကြည့်အောင်เนาะဆိုတော့ b by a က6 root 3 equal to cot 30 degree เนาะ cot 30 degree အဲ့တော့မှာ b equal to 6 root 3 cot 30ပေါ့เนาะအဲ့တော့ cot 30ရာ chair special angle တွေမှာကြည့်မယ်ဆိုတော့6 root 3 into ဘောတာတီရလည်း root tree ပဲဆိုတော့ရှယ်တို့သူတို့နှစ်ခုက root tree နဲ့ root tree က tree ဖြစ်သွားတာเนาะအဲ့တော့6 into 3ပေါ့ therefore b equal to 18ဒီထဲမှာတချို့အဆင့်လေးတွေကကျော်လို့ရပါတယ်เนาะဒါဒီရှယ်ကတော့ဟိုအားလုံးသိအောင်လို့เนาะမသိသေးတဲ့လူတွေသိအောင်လို့ဒီရှယ်ကအဆင့်ကိုမကျော်ဘဲနဲ့ပြပေးထားတာဖြစ်ပါတယ် now b ရပြီ c ကိုရှာမယ် နော်စီရမယ် CO လည်းတခြားတို့ဒီ30ဒီဂရီနဲ့ပဲကြည့်လို့ရတယ်နော်စီရတာလည်း C by A နဲ့ပဲတွက်မယ်နော် C by A C by A ဆိုတော့ C ရတောင်းပန်ကန်နာနော် hypotenuse A ကမျက်နှာချင်းဆိုင်နာနော် down A ရဲ့မျက်နှာချင်းဆိုင်နာအဲ့တော့ H by O H by O ဒီကိုစကက်နော်ကိုဆက်အချိုးဖြစ်တယ်အဲ့တော့အခုတခြားတို့ဒီအနားလိုချင်တော့အနားအချိုးကို ရင်ရင်းမယ်ဆိုတော့ c by a ပေါ့เนาะ c by a equal to cosec a နဲ့တွက်တာဖြစ်တယ်ဆိုတော့ c by a က6 root 3 equal to cosec 30 degree နော်အဲ့တော့ c equal to 6 root 3 into cosec 30 degree ဆိုတော့ ကိုဆက်တာတိကเนาะဒီ channel ရဲ့ special angle မှာဆိုရင်ကိုဆက်တာတိဆိုတာဟိုနောက်ဆုံးပဲเนาะဆိုင်းရဲ့ပြောင်းပြန်ပေါ့ဆိုင်းတာတိက1/2ဆိုတော့ကိုဆက်တာတိက2ဖြစ်တယ်ဒါကြောင့်မလို့6 root 3 into 2အဲ့တော့ therefore c equal to 12 root 3ဆိုတဲ့အဖြေလေးကိုရအောင်အဲ့တော့အဖြေသုံးခုစလုံးစုံပြီးဆိုရင်ဒီလိုဖြေမယ်အဲ therefore เนาะအနားကနေစဖြေမယ် b equal to 18 c equal to 12 root 3နောက်တစ်ခါ angle b equal to 60 degree เนาะ